သူတို့လေးတွေရဲ့စူးစမ်းအထောက်အမှုကြောင့်ပါဆာမေပွဲအတွက်အစွမ်းကုန်စူးစမ်းခဲ့ပရင်းစ်ချစ်ပေါင်းရင်ဒီတိုင်းတိုက်ဖို့ကကျမတောင်းဝန်ပေါ်ကဲဆာမေပွဲကြီးအတွက်ကျမ်းမာသွက်လက်ညံထက်မြတ်ဖို့ဘရန်းစ်ချစ်ပေါင်းရင်ကိုနေ့စဉ်တောက်ပါတော်တော်ရောက်တယ်ဘွေရတော့မတွေ့ကြည့်မလားလေးတော့လည်းအခုမနေ့ကဖက် နှစ်ပေါင်း30ကျော်ရင်ဆိုင်နေရတဲ့ရင်ကျော်ပိတ်ဆို့မှုတန်းကိုအစိုးရအသစ်လက်ထက်မှာရှင်းလင်းနိုင်အောင်လှုပ်ဆောင်မယ်လို့ကြေညာထားမှုနဲ့အတူမထသရင်လိုင်းကိုဖျက်သိမ်းပြီးအများပိုင်းရင်လိုင်းဖြစ်တဲ့ YBS ကိုဇန်နဝါရီ16ရက်နေ့ကစတင်ပြေးဆွဲခဲ့တာပါဒီလိုပြေးဆွဲချိန်မှာတော့အပြောင်းလဲစတင်ကစားဖြစ်တာကြောင့်ပြည်သူတွေရဲ့လိုရာခရီးကိုရောက်ဖို့ Miss Myanmar Charity Group ဟာနိုင်ရေးကူညီမှုအသင်းရန်ကုန်နဲ့ပူးပေါင်းပြီး အများပြည်သူခီးသွွာလာရေးအဆင်ပြေစေဖို့စေတနာဝန်ထမ်းဖြစ်ပါဝင်နေကြပါတယ်။ပြည်သူတွေလိုရာခီးကိုရောက်ရှိဖို့စေတနာဝန်ထမ်းဖြစ်ပါဝင်ခဲ့တဲ့အလှမဲ့ဂုံကြီးအေးကျော်ကတော့ပြည်သူတွေလိုချင်တဲ့အစိုးရဟာပြည်သူတွေလိုချင်တဲ့အပြောင်းအလဲကိုဖော်ဆောင်ပေးနေပြီဖြစ်တာကြောင့်အားလုံးပါဝင်စေချင်တယ်လို့ဆိုပါတယ်။ အပြောင်းလဲတိုင်းအရွေတိုင်းကတော့အစင်ပြေချောမွေ့တာလည်းပြီးမှာမဟုတ်ဘူးကိုတို့အလေကားတက်တာဆိုရှင်အာထုံအာထုံမွေလိုမှာပဲလေအဲ့တော့ခါကျတော့အဲ့လိုအာထုံမွေမှာကိုရိုင်းအာထုံရင်ဒီပြောင်းလဲကိုတို့ကျန်းကျန်းခံရင်ဒီခံရင်လည်းပုံမကောင်းမွန်တဲ့ဟိုနိုင်ငံတော်စီကိုပုံမကောင်းမွန်တဲ့ system တစ်ခုစီကိုတို့သွားနေတဲ့အချိန်မှာအခုခွင့်ရအားလုံးကိုတောင်းဆိုချင်တာပရိသတ်တွေအကုန်လုံးကြီးတဲ့တွေအကုန်လုံးနိုင်ငံပြည်ပြည်သူလူအကုန်လုံးကစိတ်ရှိကြသွားတယ်ဒီပြောင်းလဲမှာပါဝင်ကြဖို့အဖြစ်ခေါ်တင်ပါတယ်အများပိုင်းရင်လိုင်းအဖြစ်ပြောင်းလဲပြေးဆွဲချိန်မှာတော့ပြည်သူတွေဟာလိုရာခီးမရောက်တဲ့အခက်ခဲနဲ့ ကားရီအတွက်နေချင်းတို့အပေါ်မှာအင်ဂျင်လမုန်ကတော့ဝိုင်းဝန်းကူညီကြဖို့သာလိုတယ်လို့ဆိုပါတယ် ဒီလိုဘက်စကာလိုင်းတွေကိုဒီလိုမျိုးကြောင်းလဲပေးလိုက်တာလည်းအဆင်ပြေရဲ့ပေါ့နော်အဆင်ပြေရဲ့ဆိုတော့ပထမဆုံးမှာတော့ခက်ခဲတွေတော့ရှိနိုင်တယ်ဒါပေမဲ့လည်းပေါ့နောင်ရီရှင်အင်ဂျယ်ခုနပြောလို့ပဲနောင်ရီရှင်မှာအဆင်ပြေဖို့အတွက်ကြောင်းလဲပေးရဖြစ်တဲ့အတွက်အကုန်လုံးပေါ့နော်အဲနည်းနည်းလေးတော့တိခန့်စေချင်တယ်ပေါ့နော်နည်းနည်းလေးတိခန့်ပြီးမှနည်းနည်းလေးတော့အခက်ခဲလေးတွေတော့ကြော်လွားစေချင်ပါတယ်လို့ပေးရမဆိုအခက်ခဲမရှိဘဲနဲ့အာချစ်ချုံမှုတွေကြော်လွားရဆိုမရှိပါအဲ့တော့အခုလိုခက်ခဲနေတဲ့အချိန်လေးကိုတိခန့်ပြီးတော့ကြော်လွားပေးကြပါလို့ဒီ line ကိုလည်းပေါ့နော်အင်ဂျယ်တို့ဒီလိုအဆင်ပြေသွားရင်အင်ဂျယ်ကိုကလည်းဝင်စီးလဲစီးနေမှာပေါ့နော်အဲ့တော့ဘုံပိတ်တဲ့တွေလည်း ကောင်းပါတော့ဒီ bus car line ကြီးပို့မှအဆင်ပြေမှပို့ပြီးကောင်းလာဖို့အတွက်ပေါ့နော်အကုန်လုံးဝိုင်းဝန်းပြီးတော့လည်းပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ဆရာဟုတ် Elbow နူကလည်းအများပိုင်းရင်ပြောင်းလဲခါစားအချိန်မှာအခက်အခဲတွေရှိနိုင်တာကြောင့်အများပြည်သူတွေပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ် အဲတော်တော်ကြာကြာညီမတို့စီးခဲ့လမ်းကြောင်းကြီးကအခုချိန်မှာလုံးဝပြောင်းလဲပြစ်လိုက်တဲ့အချိန်မှာတော့အရန်ကိုခက်ခဲရှိပါတယ်လမ်းကြောင်းတွေမတူတော့ဘူးပြီးတော့ကားနံပါတ်တွေကဆာလုံးဝမတူတော့ဘူးအာပြီးတော့ညီမတို့အာငွေရေးကြေးပေးတဲ့အပိုင်းတွေမှာပေါ့နော်အာအရင်တုန်းကလိုမျိုးဥမာ200နေ200နေ200နဲ့ခောက်ပေးရတာတော့100နဲ့ခောက်ပေးရတော့အဲ့လိုမျိုးဖြစ်လာမယ်ပေါ့နော်ဒါပေမဲ့လည်းပေါ့နော်ဒါတွေအားလုံးကညီမတို့ယင်လမ်းကြောင်းပိတ်ဆို့မှုကိုညီမတို့ကာကွယ်ချင်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးလမ်းကြောင်းတွေပြောင်းလဲလိုက်ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အာငွေငွေရတော့ကုန်မှာဖြစ်တယ်အချိန်ကလည်းအရင်ထက်ပိုအာ ော့အချိန်ကတော့အရင်ထက်ပိုပြီးတော့တက်တာသွားမယ်ပေါ့နော်လမ်းကြောင်းကတော့ရှည်သွားပြီမယ်အချိန်ကတော့တက်တာသွားပါမယ်အဲ့ဒါကြောင့်မလို့အားလုံးပဲစိတ်ရှည်စွာနဲ့ပေါ့နော်အဒီလမ်းကြောင်းကိုစူးစမ်းပြီးတော့အားလုံးပူပေါင်းပြီးတော့ပါဝင်ပေးကြပါလို့ပြောချင်ပါရှင်စီတနာဝန်ထမ်းတွေအနေနဲ့လူအင်အားနေပြီးကိုယ်တိုင်လည်းမကျွမ်းကျင်ပေမဲ့ပြည်သူတွေကိုတက်နိုင်တဲ့လောက်ကူညီပေးနေတဲ့အကြောင်းကိုတရုတ်ဆောင်ထွန်းကိုကအခုလိုရှင်းပြခဲ့ပါတယ် ဒါကတော့ပြောင်းလဲချိန်ကြံလို့ပြောင်းလဲတာပေါ့နော်။အာဒါပေမဲ့အခုလောလောလတ်လတ်မှာတော့ပြည်သူတွေအနေနဲ့အစီအမံမြေမှုတွေတော့အနည်းနဲ့အများတော့ရှိကြပါရဲ့နော်။အော်ဒီဒဏ်လေးကိုတော့နည်းနည်းလေးတော့ဟိုကျန်းကျန်းခံပြီးပါဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ အခက်ခဲကတော့ခဏတာပဲဂျုံပေးရမှာပေါ့နော်။နောင်ရေရှည်မှာကျွန်တော်တို့အားလုံးအဆင်ပြေချောမွေးဖို့အတွက်အာအခက်ခဲကိုအားလုံးတူတူကပေါ့နော်။ဟောအခက်ခဲကိုရင်ဆိုင်လိုက်မယ်ဆိုရင် နောင်ရေရှည်မှာတော့ကျွန်တော်တို့အားလုံးအဆင်ပြေသွားမှာပါဟုတ်။ဒီဟိုဘတ်စကားလိုင်းဆိုပေမဲ့လည်းဟိုကျွန်တော်တို့နဲ့မဆိုင်ဘူးလို့မပြောလို့မရဘူးပေါ့နော်။ကျွန်တော်တို့မစည်းပေမဲ့အာမဆိုင်ဘူးလို့ပြောလို့မရဘူး။ဒါပေမဲ့အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စကိုကျွန်တော်တို့ pride စိတ်ရှိရဆိုရင်တော့ဒါဟာဒီလိုမျိုးလုပ်ပေးဖို့ဟိုတိုက်တွန်းနေမှာတခြားသောလူမျိုးညာရှင်တွေလည်းအာကျွန်တော်တို့လိုပဲဒါအများပြည်သူအတွက် ဝိုင်းဝန်းကူညီပေးကြပါဦးလူမြညာရှင်အင်အားကလည်းဟိုနည်းတဲ့အင်အားမဟုတ်ဘူးပေါ့နော်အဲ့ဒီအတွက်အားလုံးကိုဝိုင်းဝန်းကူညီစေချင်ပါတယ်ခင်ဗျာ